ဒီနေ့ကတော့ခြေကိုအခုမှစတင်နေတဲ့သူတွေအတွက်တိုင်မျိုးစားလေးတွေနဲ့ပက်တန်လေးတွေကိုတွဲပြီးတော့ရှင်းပြပေးသွားမယ်နော်။အရင်ဆုံးခြေကင်နီးအက်ကင်နီးကိုစနစ်တကျလေးနဲ့ပြေချလေးလေ့ကျင့်ပေးရမယ်နော်။ပထမအဆင့်နေနဲ့ဂွင်းလေးကို ဒီလိုပုံစံလေးခြီကိုယူပြီးတော့ခွင်းပုံစံလေးလောက်လိုက်တယ်။ဒါလေးကိုကြတော့ slim knot လို့ခေါ်တယ်။မြန်မာလိုဆိုရင်သူ့ကိုခွင်းရှင်လို့ခေါ်တာပေါ့နော်။ဒါကဖော့မီမဟုတ်သေးဘူးနော်။နောက်တစ်ခုကကြတော့ဒီခွင်းလေးတဲကိုဒီလိုမျိုးခြီလေးတွေတစ်ခါပြီးတစ်ခါဒီလိုမျိုးဆွဲသွင်းမယ်။ဒါကို chain လို့ခေါ်တယ်။မြန်မာလိုဆိုရင်ဖော့မီပေါ့နော်။သင်္ကေတကတော့ ch ပေါ့နော်။ chain လို့ခေါ်ပါတယ်နော်။ ါကကြာတော့အခြေခံမှာမြန်မြန်လေးလေ့ကျင့်ပေးရမယ်အစ်စ်ပေါ့နော်နောက်တစ်ခုကကြာတော့ခြီကိုဆွဲယူလာပြီးတော့အပ်ပေါ်မှာနှစ်ပေါက်ရှိရဲအဲနှစ်ပေါက်စလုံးကိုခြီထောက်တယ်ဒါကို တိုင်တိုလို့ခေါ်တယ်သူ့ကိုတင်ဂေတာ H လို့ခေါ်တယ်နောက်တစ်မျိုးကကြာတော့ single crochet S C လို့သုံးပါတယ်ပက်တန်နှစ်မျိုးရှိတာပေါ့နော်နောက်တိုင်အမျိုးအစားတစ်ခုကိုဆက်လေးလာမယ်နော် အရင်ဆုံးအပ်မှာတစ်ခါရစ်မယ် ချီယူလာမယ်ဒီအပ်ပေါ်ကသုံးပေါက်လုံးကိုကြော်မယ်သူ့ကို တိုင်လက်လို့ခေါ်တယ်ဘတန်တင်ကြတာကကြတော့တီလို့သုံးတယ် ADC လို့လည်းသုံးတယ်เนาะ half double crochet ပေါ့เนาะနောက်တိုင်တစ်ခုကကြတော့တိုင်ရှည်တိုင်ရှည်ကအဲ့မှာတစ်ခါရစ်မယ်ခြီဆွဲယူလာပြီးရင်အရှိကနှစ်ပေါက်ကိုတစ်ခါကြော်နောက်ထပ်နှစ်ပေါက်ကိုတစ်ခါကြော်အဲ့မှာရစ်မယ်ခြီဆွဲယူလာမယ် ရှေ့ကနှစ်ပောက်ကိုတစ်ခါကျော်နောက်ထပ်နှစ်ပောက်ကိုတစ်ခါကျော်ဒီလိုနှစ်ဆစ်ထုတ်ရတာကို တိုင်ရှေသူ့ကိုတင်ကေတက F လို့လဲတောင်းတယ် DC လို့လဲတောင်းတယ် double crochet ပေါ့နော်နောက်ထပ်တိုင်မျိုးစားတစ်ခုကနှစ်ရစ်တင်တိုင်ရှေ M မှာနှစ်ခါရစ်တယ်ခြစ်ဆွဲယူလာတယ်ရှေ့ကနှစ်ပောက်တစ်ခါကျော်တယ်နောက်ထပ်နှစ်ပောက်တစ်ခါကျော်တယ်နောက်ထပ်နှစ်ပောက်တစ်ခါကျော်တယ် ီလို3ခါထုတ်ပေးရတာဗောနော်3ခါကြော်ပေးရတယ်အမှလည်း2ခါရဲရတယ်ဆိုရင်သူ့ပေါ်2ရက်တင်တိုင်ရှည်လို့ခေါ်တယ်တင်ဂေတက e လို့လည်းသုံးတယ် tr လို့လည်းသုံးပါတယ်เนาะ travel crochet လို့မှတ်ထားရမယ်เนาะဒီလိုအခြေခံလေးတွေကိုတစ်စစ်ချင်းတေချာလေးလိုက်ပြီးတော့သင်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာခြိထိုးနည်းအခြေခံသင်တန်းလေးရှိပါတယ်เนาะ map မှာရောချက်ပေါက်မှာရောစုံစမ်းမေးမြန်းလို့ရပါတယ်เนาะ